ကိုဒီနေ့ကြံရည်ထဲမှာတရားရောထည့်ပြီးတော့ဖြောလိုက်မယ်။အဲ့ဒါဆိုရင်ကိုယ့်ရဲ့ကြံရည်ကပို့ပြီးတော့ချိုးသွားလိမ့်မယ်။ဘယ်ကျင်းငက်ကမှသိမှာမဟုတ်ဘူး။ကိုကလူကြီးကျမတို့တော့နှစ်ဆမျက်ပြီပေါ့။ကောင်းလိုက်တာ။ကြံရည်တစ်ခွက်ကိုတရားနဲ့ရေရောပြီးတော့ကြံရည်တရားကိုဖြောလို့ရသွားတာပေါ့။ကာလူကြီးကနဲ့တင်းတင်းကြီးကမှလေးတို့ကကြံရည်ရောင်းနေရှိတာပေါ့။သူတို့လူမယားနှစ်ယောက်ကရောင်းကက်စင်းနေကြတယ်လေ။ဘလောက်တော့ကက်စင်းနေလဲဆိုရင်ဘာလို့ပဲလှုပ်လှုပ်အလုပ်တိုင်းမှာကက်စီကုတ်တော့တာပေါ့။ကြံရည်ရမယ်။ ချူချူအေးအေးမမွေးကြယ်ကြယ်ရမယ်ကြယ်ကြယ်တခုတော့ပေးပါဦးချက်တူရေမင်းဖယ်တော့မှဒီလောက်တောက်လို့ကောင်းပြီးတော့ချိုးတဲ့ကြယ်ကိုတောက်ဘူးမှမဟုတ်ဘူးနော်ချက်တူရေကကာလူစီရည်ကြယ်ယူပြီးတော့တောက်လိုက်တော့တယ်တကယ်ဘယ်တော်တော်လေးကိုချိုးရနော်ဒီလောက်ချိုးတဲ့ကြယ်ကတကြောက်ပါအနိုင်ယူသွားလိမ့်မယ်အကိုရေရာသီဥတုကရမ်းပူတာပဲနော်ရေတောင်းရင်တောင်းရင်လည်းမတောက်ချင်တော့ဘူး ဒါဆိုလဲဘောဝါကာလူနဲ့တနေလို့ရဲ့ဆိုင်ကနေကြယ်ရင်တော့တောက်ကြမယ်လीကောင်းပြီလေညီမကြားဘူးရဲ့ကြယ်ရင်ကတောက်လိုက်တာနဲ့တကူလုံးကိုအေးမြသွားစေတယ်တဲ့ခုံနဲ့ဝဝစာကလေးမတို့ကကြယ်ရင်တောက်ဖို့အတွက်ရောက်လာကြတော့တယ်အကူကာလူရဲ့ညီမထင်ကြယ်ရင်ကအစ်စ်မဟုတ်လာဘူးဖြစ်မယ်တကယ်အစ်စ်ကြယ်ရင်အရသာအဲ့လိုမဟုတ်ဘူးလေဟိုဝါရဲ့ညီမအရန်ကိုအတွေးများတာပဲဒါဆိုခိုးရင်မင်းပြောစမ်းမအောင်ငါရဲ့ကြယ်ရင်ကဘလို့လဲတောက်ကောင်းရဲ့လား อืมကြံရရတောက်လို့ကောင်းတယ်ချိုလဲချိုတယ်အမှန်ပြောရရင်အရင်အောင်ချိုတာအကိုပဲသိနိုင်မှမလဲတကယ်ကြံရရအရသာစကဘယ်လိုလဲဆိုတာအကိုမသိပါဘူးစာကလေးမှနေအရင်စကားမများနဲ့တောက်เสียရှိရတောက်တောက်ချေလဲခွက်ပေးပြီးတော့တွားလိုက်တော့ပေးမှာပေါ့ဒီမှာအမရဲ့ကြံရခွက်ကိုပြန်ယူလိုက်ညီမထပ်ပြီးတော့မတောက်နိုင်တော့ဘူးဘောကစာကလေးမှကြံရမတောက်တော့ဘဲနဲ့ထွက်သွားလိုက်တော့တယ်ညရောက်တဲ့အခါမှာတော့တင်းတင်းကြီးကမ်းမလေးကသူ့ရဲ့ယောက်ျားကာလူကိုပြောလိုက်တော့တာပေါ့ ကိုကလူကြီးကျမတို့ဒီနေ့အရင်အထက်နှစ်ဆမြက်တယ်နော်အေးနှစ်ဆမြက်တာတော့ဟုတ်တယ်ကိုလည်းအဲ့လိုမျက်လိုဝမ်းသာမိပါတယ်ဒါပေမဲ့ကိုကြောက်တယ်ကွာဟိုစာကလေးမလေးကကိုတို့ရဲ့အမှန်တရားကိုဖော်ဖို့ကြိုးစားရင်မလိုလောက်ဘူး။အော်အဲ့ဒီစာကလေးမအများဆုံးဘာလို့နိုင်မှာမလို့လဲ။ကျမတို့ရဲ့ဆိုင်မှာကြံရည်လာမတောက်ုံပဲရှိမှာပေါ့။နောက်တစ်ရက်ကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကကြံရည်ဆိုင်ုံဖွင့်တဲ့အချိန်မှာကြကြားရည်တွေကိုလှဲအောင်မှဖွက်ထားတော့တာပေါ့။ အဲ့ဒီချိန်မှာပဲဝဘဆာကလေးမကတခြားတော့ကနေကြံချောင်းတွေကိုခုတ်ယူလိုက်တော့တယ်။ငါတော်ရဲကကျင်းငတ်တွေကိုစစ်မှန်တဲ့ကြက်ကြီးတိုက်မယ်။ပြီးရင်အကိုကာလူရဲ့အကြံကိုမအောင်မြင်အောင် လုပ်မယ်။အဲ့ဒီနောက်မှာတော့ဝဘဆာကလေးမကကြံတွေကိုယူပြီးတော့ပြန်လာလိုက်တော့တယ်။နောက်တော့ကာလူချီကန်းတို့ရဲ့ဆိုင်အနီးနားမှာပဲဝဘလေးကကြံရင်ဆိုင်လေးတစ်ဆိုင်ကိုဖွင့်လိုက်တော့တယ်။ကြံရင်ချိုချိုအေးအေးလေးကြံရဲ့အေးမြမှုကိုပေးနိုင်တဲ့ကြံရင်ကြံရင်ရမယ်။ကြံရင်ရမယ်ကြံရင် ကိုကလူရဲ့ဒီစာလေးမှသူအသက်ရှင်နေသည်မြကျမတို့ရဲ့အကြံကိုအောင်မြင်ွက်ပေးမှာမဟုတ်လားနော်တင်းဘာမှစိတ်ပူမနေနဲ့ဘဲချိတ်ကကမှသူ့ရဲ့စာကိုတော့မှမဟုတ်ဘူးကိုတို့ဈေးချပြီးတော့ရောင်းကြတာပေါ့အဲ့နေ့မှလည်းချိတ်ကတွေအားလုံးကကာလူချိတ်ကန်းစီကနေပဲကြယ်ဝဲတောက်ကြတော့တာပေါ့အင်းဘဲချိတ်ကကမှအကိုကလူရဲ့အကြံစီကိုမသိကြဘူးသူတို့ကကြယ်ရင်ထဲမှာတကြားရည်တွေရောပြီးတော့ရောင်းကြတာငါရဲ့ကြယ်ဝဲကဘာမှလာဝဲလည်းမတောက်ကြဘူးဘဝရဲ့ နေရကြဲရီကိုယူပြီးတော့မြစ်ထဲကငါးတွေကိုတော့တိုက်လိုက်လေကြဲရီတောက်ဖို့အတွက်နစ်စီကိုဘယ်သူမှလာကြမှာမဟုတ်ဘူးအမားတို့ရဲ့တယုံမှန်ကိုအကုန်သိအောင်လို့လုပ်ပြမယ်ညနေဆောင်တဲ့အထိဝဝဆာကလေးမကထိုင်ဆောင်နေတော့တာပေါ့ဒါပေမဲ့ကြဲရီတောက်ဖို့အတွက်ဘယ်ချင်းငကားမှဝဝစီကိုမလာကြဘူးလေနောက်နေ့တရက်မှလည်းအဲ့ဒီအတိုင်းပဲဖြစ်သွားတော့တယ်ဝဝဆာကလေးမကသူ့ရဲ့ကြဲရီဆိုင်ကိုဖွင့်ပြီးတော့អော်လိုက်တော့တယ်ကြဲရီတစ်ခွက်10ရူပီကြဲရီရမယ်ကြဲရီ ကြဲရဲတစ်ခွက်တည်းဦးမငါးရူပီးတယ်နော်ငါးရူပီးတယ်ပဲဘောဘာဘသူက30ရူပီးပေးပြီးတော့တောက်တော့မှာလဲကာလူရဲ့ဆိုင်မှာပဲကြဲရဲတစ်ခွက်ကို9ရူပီးပဲပေးရတာအကိုရဲ့အကိုကာလူကကြဲရဲထဲမှာတကြားရည်တွေရောထားတာလीတကယ်ကြဲရဲအစ်စ်ကအဲ့လောက်ကြီးမချိုးဘူးကြဲရဲအစ်စ်ရဲ့အရသာတမျိုးလीဒါမဲ့လေအကိုကကာလူရဲ့ကြဲရဲကိုပဲကြိုက်တာအဲ့လိုပြောပြီးတော့ချက်တူရေးလေးကပြန်သွားလိုက်တော့တယ်အဲ့နောက်မှာကာလူကြီးကရဲ့ဆိုင်ကိုသွားပြီးတော့ကြဲရဲတောက်လိုက်တော့တာပေါ့ ဘဝစိတ်ညစ်ညစ်နဲ့အိမ်မှာထိုင်နေတော့တယ်။အမေချင်းနဲ့တည်းကတကယ့်ကြည်အစ်စ်ကိုမတော့ရသေးမချင်းတကယ့်ကြည်အစ်စ်ရဲ့အရာတာကိုဖယ်သိနိုင်မှာမလဲ။ဟုတ်တယ်သမီးအမေကအချင်းနဲ့တိုင်းကိုကြည်ရီတောက်ကြည့်ဖို့ပဲပြောတိုင်းသူတို့ကဈေးပေါ်တဲ့ကြည်ရီကိုပဲရွေးချယ်သွားကြတယ်။အမေအမေရဲ့ဆိုင်မှာတကယ်လို့အလကားတိုက်မယ်ဆိုပြီးတော့ကြီးညာကြည့်ပါလား။ကျင်းကတည်းကအလကားတောက်ပြီးတော့တကယ်ကြည်ရီအစ်စ်ရဲ့အရာတာကိုသိလာလိမ့်မယ်။တမီးတမီးရဲ့အကြံကိုအမေသဘောကျတယ်။ ။နောက်ပြန်ကြရင်အမေအဲ့ဒီအတိုင်းလှုပ်ကြည့်လိုက်မယ်။နောက်နေ့တရက်မှာတော့ဝဝဆာကလေးမကကြိန်အလကားတိုက်လိုက်တော့တယ်။ free 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 ကြိန်ကို free တောက်ရမှာနော်။ကြိန်အစ်စ်ကို free တောက်ရမှာ။အလကားတောက်လို့ရတယ်ဆိုတော့အတန်အောင်ကြားပြီးတော့ကြိန်ငတ်တိုင်းကကြိန်တောက်ဖို့ရောက်လာကြတော့တယ်။ခဏလေးအတွင်းမှာပဲဝဝစာကလေးမရဲ့ဆိုင်မှာချင်းငက်တွေကစုအောင်လာကြတော့တာပေါ့။ငါရဲ့တငယ်ချင်းတို့ရဲ့ဒါမှမဟုတ်ချက်ရဲ့အစ်စ်ဘာမှရောထားတာမျိုးမရှိဘူး။ อืมနည်းနည်းတော့ပေါ့ပဲမဲ့တောက်လို့တော့ကောင်းတာပဲအရင်လည်းမချုပ်ဘူးကြည်ရသေးတာပေါ့ဘဝကဘယ်ချိန်ထိကျင်းငက်တွေကိုကြဲရီအလကားတိုက်နိုင်မှာလဲသမီးလေးမိနီအမေတို့အကူကာလူရဲ့လောက်ရက်ကိုကျင်းငက်တွေအားလုံးသိအောင်လုပ်မှဖြစ်မယ်အကူကာလူရဲ့ကြဲရီထဲမှာဘာတွေရောခဲ့ထားလဲဆိုတာခိုးကြည့်မှဖြစ်တော့မယ်အမေဦးလေးချက်တူရေးနဲ့ဦးလေးခိုးပါအမေနဲ့အတူခေါ်သွားတော့အဲ့ဒါမှဦးလေးကာလူရဲ့လိန်ညာမှုတွေကိုအကောင်လုံးကသိသွားကြမှာအဲ့နောက်မှာတော့ဝါဆာကလေးမကချက်တူရေးစီကိုတွားလိုက်တော့တယ် အကိုညီမလေးနဲ့အတူခဏလောက်လိုက်ခဲ့ပါလားအကိုကလူရဲ့တယုံမှန်အောင်ဖော်ထုတ်မှဖြစ်တော်မယ်ဘိုးကဆကလေးမကကျက်တူရဲနဲ့အတူခိုးပါခေါ်ဝါလိုက်တော့တယ်အဲ့နောက်မှာတော့သူတို့တောင်ယောက်ကပြင်းနေမရဲ့အပြင်မှာထိုင်လိုက်ကြတော့တယ်ကာလူကြီးကန်းကရေအိုးကိုယူပြီးတော့တင်းတင်းကြီးကန်းမလေးရဲ့ဘေးမှာထားလိုက်တော့တယ်ကိုဒီနဲ့ညပတ်တဲ့မြစ်ထဲရရေတွေအကုန်အပြစ်ဖြေလာခဲ့တယ် ရှင်လောက်တာကောင်းတာပဲအဲ့ဒီရေညစ်ပတ်တွေကိုကြားထည့်ပြီးတော့ကြားရည်လှုပ်လိုက်မယ်လေပြီးကြရင်ကြားရည်ကိုရောပြီးတော့ကျင်းရက်တွေကိုကြဲရည်တိုက်လိုက်မယ်အဲ့လိုပြောပြီးတော့လင်မယားနေအောင်လုံးကရီလိုက်ကြတော့တယ်သူတို့ရဲ့စကားတွေကိုဖြတ်သိမ်းမကနေခိုးချစ်တူရည်နဲ့စာကလေးမတို့ကနားထောင်နေကြတော့တာပေါ့နောက်နေ့တည့်ရက်ကာလူကြီးကန်းကစိုက်ဖွင့်တော့မယ့်အချိန်မှာဘဝစာကလေးမကကျင်းရက်တွေအားလုံးကိုသူနဲ့အတူခေါ်သွားပြီးတော့ရောက်လာတော့တယ်ခိုးလဲအောင်မထားထားရဲ့ရှေဘုံကဘာကြီးလဲ အဲ့ဒါဖန်ခွက်ဆေးဖို့အတွက်ရေးထည့်ထားတာလေဟိုဝါစာကလေးမကအဲ့ဒီပုံမှပြီးတော့အားလုံးရှေ့ကိုယူလာလိုက်တော့တယ်အဲ့ဒီပုံထဲမှာညစ်ပတ်တဲ့ရှင်နဲ့လှုပ်ထားတဲ့တကြားရည်ရရှိနေရပေါ့ထွေးထွေးမင်းငါတို့ဒီလိုညစ်ပတ်တဲ့တကြားရည်တွေရောပြီးတော့ကြဲရည်တိုက်တာပေါ့လေသူတို့ကိုရိုက်ကြအဲ့ဒီကာလူလင်မယားကိုရိုက်နေကြ ဲ့နောက်မှာတော့ကျင်းကတွေအားလုံးကကြီးကန်းလင်မယားကိုရိုက်နှက်ပြီးတော့တောတွေကနေမောင်းထုတ်လိုက်တော့တယ်။အဲ့လိုနဲ့ပဲဝဝဆာကလေးမလေးကကျင်းကတွေအားလုံးကာလူကြီးကန်းတို့လင်မယားရဲ့လှက်ွက်ထဲကနေကဲတင်လိုက်တော့တယ်။အမှန်တရားကိုရအောင်ဖော်ထုတ်လိုက်တော့တာပေါ့။တောထဲမှာတပင်တပင်ရှိတော့တယ်။အဲ့ဒီတပင်လေးရဲ့အပေါ်မှာဘဝစာကလေးမလေးရဲ့အတိုက်လေးရှိတာပေါ့။ ဟိုဝါစာကလေးမလေးကသူ့ရဲ့ကလေးလေးတွေဖြစ်တဲ့တားလေးကူကူတမီလေးမိနေတဲ့အတူနေထိုင်တာပေါ့အဲ့ဒီအနီနာတစ်ဝိုက်မှာပဲခိုင်မာတဲ့တပင်လေးတပင်ရှိတယ်အဲ့ဒီတပင်လေးမှာကာလူကြီးကန်းနဲ့တင်းတင်းကြီးကန်းမလေးတို့ကသူတို့ရဲ့ကလေးလေးမင်းမင်းနဲ့အတူအတိုက်ဆောက်ပြီးတော့နေထိုင်ကြတာပေါ့မင်းမင်းကူကူနဲ့မိနီတို့ကအချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြတော့တယ်တခါတလေတမနလုံးဆော့ကစားပြီးတော့တခါတလေတောရဲကိုရှောက်ပတ်လိရှိတော့တယ် အဲ့လိုနဲ့ပဲတရက်ညက်နေအချိန်မှာတငယ်ချင်းတောင်းအောင်လုံးကဆော့ကစားဖို့အတွက်စီစဉ်နေကြတော့တာပေါ့အဲ့ဒီအချိန်မှာမီနီစာကလေးမလေးကပြပြောရွှေရွှေပြောလိုက်တော့တယ်ဒီနေ့ငါတို့တော်ရဲရရေကန်စီကိုသွားကြရအောင် ပြီးကြရင်အဲ့ဒီကိုသွားပြီးတော့ရေထဲကနေငါတို့ရဲ့မျက်နှာကိုကြည့်ကြတာပေါ့တတော်လေးကိုပြောဖို့ကောင်းမှာမီနီရဲ့စကားကိုနားထောင်ပြီးတော့ကူကူကထပ်ခုံလိုက်တော့တယ်နောက်တော့ပြောလိုက်တော့တယ်ဟုတ်တယ်ရေကန်သားမှာဆိုရင်လက်ပြလေးရဲ့လည်းအများကြီးရှိရယ်ငါတို့ဖမ်းကြမယ်လေး อืมပြောဖို့ကောင်းတာတော့ဟုတ်ပါတယ်ဒါမဲ့အိမ်ကိုစွတ်စွတ်ပြဲအောင်မဖြစ်မမရရင်ငါ့အမေကငါ့ကိုဆူလိုက်မယ်ဟိုကစာကလေးမလေးကအိမ်ကအဝေးဆုံးနေရာကိုမသွားရဘူးလို့အမြင်နဲ့ကလေးတွေကိုဆုံးမလေးရှိတော့တယ်ဒီတခါတော့ဝဝစာကလေးမလေးကိုယ်တိုင်ကကလေးတွေကိုမတားနိုင်တာကြောင့်လှုပ်ပြီးလိုက်ရတော့တယ်တငယ်ချင်း၃အောင်လုံးကပြပြွှေရွှင်နဲ့ရေကန်ရှိရနေရာကိုသွားလိုက်ကြတော့တယ်တငယ်ချင်းတော့အောင်လို့ရေကန်သားကိုရောက်တဲ့အချိန်မှာသူတို့ရဲ့မျက်နှာတွေကိုကြည့်ပြီးရှင်နေကြတော့တာပေါ့ အကိုမမေညီမလေးရဲ့နှုတ်သီးကိုလည်းကြည့်ပါဦးအကြီးပဲနော်အကိုကတော့အရွယ်ကြီးလာသလိုပဲငါတို့သာထပ်ပြီးတော့ငုံလိုက်ရင်ရေကန်ထဲကိုရောက်သွားသလိုခံစားသွားရလိမ့်မယ်အဲ့လိုပြောပြီးတော့တငယ်ချင်းတွေကစားနောက်နေတဲ့အချိန်မှာပဲရုတ်တရက်ကြီးလေပြင်းတွေကတက်ခိုက်လာတော့တယ်မိုးကောင်းကင်ကြီးမှာတိမ်မဲတွေကလည်းလွှမ်းခြုံလာတော့တယ်တောထဲမှာမုန်တိုင်းကတက်ခိုက်လာတော့တာပေါ့အကိုမမေညီမလေးတို့မြမြအိမ်ပြန်မဖြစ်မဲ့ချစ်ရတာမိုးရွာတော့မယ်နဲ့တူတယ် လေရီယာလည်းတိုက်နေပြီအိမ်မှာအမေကညီမလေးတို့ကိုစိတ်ပူနေလောက်မှာအခုချက်ချင်းအိမ်ပြန်မှဖြစ်မယ်မဟုတ်ရင်အမေကဘရောမဒီလိုမျိုးသွားခွင့်ပေးတော့မှာမဟုတ်ဘူးဟုတ်တယ်မီနီညီမလေးပြအမှန်နဲ့တော့ကြရအောင်မမေငါတို့အမြန်ဆုံးအိမ်ကိုရောက်မှဖြစ်မယ်อืมအခုလောက်ဆိုရင်အမေကဖနှက်ကိုကင်ပြီးတော့ငါ့ကိုစောက်နေလောက်ပြီမြင်မြန်သွားကြရအောင်သူတို့တော်တော့ကအဲ့လိုပြောပြီးတော့သွားလိုက်ကြတော့တယ်ဒါပေမဲ့လေပြင်းတိုက်ခိုက်နေရကြောင်းမြင်မြန်ပြန်တန်းလို့မရတော့ဘူးဖြစ်နေတာပေါ့ ဒါပေမဲ့လည်းစ조사ပြန်တဲ့ရင်နဲ့အင်ကိုရောက်လာကြတော့တဲ့ဘဝစာကလေးမကအင်ရှိမှထွက်ပြီးတော့သူ့ရဲ့ကလေးတွေကိုစောက်နေရပေါ့နောက်တော့ကလေးတွေကိုတွေ့တဲ့အချိန်မှာပဲဖက်လိုက်တော့တယ်ကလေးတို့ကဘာလို့အဝေးကြီးကိုတွားလိုက်ရတာလဲအမေမှာဘလောက်တောင်စိတ်ပူနေရလဲဆိုတာရောသိရလားအမေမှာတားတို့တမီးတို့ကိုလိုက်ရှာနေရလဲကြာပြီအဲ့ဒါကြောင့်အမေကမတော်ဘူးတားတာပေါ့ဒါကတော်ကြီးလေကလေးတို့ရဲ့ဘဲချိန်ဆိုရာသီဥတုကအချက်ချင်းပြောင်းသွားတတ်တယ် အဲ့ဒါကြောင့်နောက်ဆိုရင်အဝေးကြီးကိုမတွားရအောင်နော်ကလေးတို့ကအခုမှငငယ်လေးရှိသေးတာမိနီစာကလေးမလေးနဲ့ကိုကူစာကလေးတို့ကခေါင်းငုံသွားကြတော့တယ်အမေတမီးတို့ကရေကန်နားကိုသွားတာပါဒီလောက်မြေမြန်ကြီးမုန်တိုင်းတိုက်နိုင်မယ်လို့တမီးတို့မှမထင်ထားတာကဲပါဟုတ်ပါပြီအခုမြေမြန်လေးအတိုက်သေးကိုဝင်ကြတော့မဟုတ်ရင်မိုးရေတွေဆိုးွားလိမ့်မယ်အဲ့လိုပြောပြီးတော့ဘဝစာကလေးမလေးကသူ့ရဲ့ကလေးတွေကိုအတိုက်သေးကိုခေါ်လိုက်တော့တယ် မုံနိုင်ကြီးစားဖြစ်တာကြောင့်လေဒီကလည်းအရှင်ပြင်းပြင်းနဲ့တက်ခတ်လာတော့တာပေါ့အဲဒါကြောင့်တော်ရရဲ့ကျင်းငက်တွေရဲ့အတိုက်ကလည်းလေဒန်းကြောင့်မခံနိုင်မဲနဲ့ပြိုကျသွားတာပေါ့တဖြည်းဖြည်းနဲ့ဝဝစာကလေးမလေးရဲ့အိမ်ကလည်းမိုးရံလေဒန်းကိုမခံနိုင်မဲနဲ့ရိမ့်ရိုင်လာတော့တယ်ဝဝစာကလေးမလေးကရဲအောင်ကြောက်နေတာပေါ့အဲ့ဒီချိန်မှာမီနီစာကလေးမလေးတို့ရဲ့အိမ်ကမခိုင်တာကြောင့်ဘယ်ချိန်ဆိုပြိုကျသွားနိုင်လဲဆိုတာကိုမမြင်ကြည့်ကန်းလေးကသိတော့တာပေါ့အဲ့ဒါကြောင့်လဲမင်းမင်းကြီးကန်းကြီးကချက်ချင်းပဲသူ့ရဲ့မိဘတွေကိုပြောလိုက်တော့တယ် အမေအဖေအန်နီဝဝရဲ့အိမ်ကအရင်အားနေတာဘယ်ချိန်မှမပြိုကျသွားနိုင်လဲအဲအကြောင်းအန်နီတို့ကိုကျွန်တော်တို့အိမ်မှာထားဖို့ခေါ်ထားတဲ့ ਨੇ အဲ့ဒီစကားကိုနားထောင်ပြီးတော့ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကအံ့ဩသွားကြတော့တာပေါ့သူတို့ရဲ့တားလေးကိုလည်းဘလို့အပြေပြန်ပေးရမှန်းတော့မသိတော့ဘူးဖြစ်နေတာပေါ့အဲ့ဒီအချိန်မှာတင်းတင်းကြီးကမလေးကပြောလိုက်တော့တယ်ဒါမဲ့သားအမေတို့ရဲ့အတိုက်ကတိတ်တိတ်လေးရယ်အန်နီတို့ကဒီအိမ်မှာလာနေကြရင် နေရာခက်သွားမှာပေါ့ အဲ့စကားကိုနားထောင်ပြီးတော့မင်းမင်းကြီးကန်လေးကထူးဆန်းသွားပြီးတော့စိတ်မကောင်းဖြစ်သွားတော့တယ်။အဲ့နောက်မှာမင်းမင်းကြီးကန်လေးကသူ့အဖေနဲ့အမေနဲ့ကိုချုံမော်ပြီးပြောလိုက်တော့တယ်။ဒါမဲ့အမေတားတို့ဒါသူများကိုမကူညီပေးဘူးဆိုရင်တားတို့ရဲ့အားရင်နဲ့ပညာဘာလို့ရတော့မှာလဲ။ကို့အတွက်ပဲကိုကြည့်ပြီးတော့ရှင်းတန်းနေလို့မရဘူးလေအမေ။တင်းတင်းကြီးကန်မလေးကသူ့သားရဲ့စကားကိုနားထောင်ပြီးတော့သဘောထားပြောင်းလိုက်တော့တယ်။အဲ့နောက်မှာတင်းတင်းကြီးကန်မလေးကကာလူကြီးကန်ကိုကြည့်ပြီးတော့ပြောလိုက်တော့တယ်။ ကိုကလူရေတားလေးမင်းမင်းပြောတာမှန်တယ်ကျမတို့ကုညီပေးတဲ့နယ်ထင်တယ်ဟုတ်တယ်တင်တယ်ကိုလည်းကုညီပေးတဲ့နယ်လို့ထင်တယ်ကိုတို့ရဲ့တားလေးကတော်တော်လေးကိုရင့်ကျက်လာပြီပဲကိုတို့အခုပဲသွားပြီးတော့ကုညီပေးကြရအောင်နောက်တော့သူတို့တမိသားစုတော်ကုညီပေးဖို့အတွက်ရောက်လာကြတော့တယ်ကာလူကြီးကန်းကဘဝစာပေးမလေးကိုတားမှန်လိုက်တော့တယ်ဘဝရေးခုလပေးပါနော်ငါတို့ကစစ်မှန်တဲ့တငယ်ချင်းမဖြစ်ပေးနိုင်ခဲ့ဘူးငါတို့ရဲ့အတိုက်ထဲမှာနေလို့ရရယ်နော်ငါတို့အားလုံးအတူတူနေကြတာပေါ့သွားကြရအောင် မိုးတိတ်သွားတဲ့အခါကျရင်နင်းအတွက်ခိုင်မာတဲ့အတိုက်လေးဝိုင်းဆောက်ပေးမယ်။သွားကြရအောင်လေနော်။အခုအစပြီးတော့အတူတူနေကြမယ်လေ။မိုးတိတ်သွားတဲ့အခါကျရင်ငါနဲ့ကိုကလူကိုယ်တိုင်အတိုက်လေးဆောက်ပေးမယ်နော်။အဲ့စကားကိုနားထောင်ပြီးတော့မိနီဆာကလေးမလေးနဲ့ကိုကူဆာကလေးမလေးတို့ကဝမ်းသာသွားကြတော့တယ်။အဲ့နောက်ကာလူကြီးကန်းနဲ့တင်တင်ကြီးကန်းမလေးတို့ကဝဝဆာကလေးမလေးနဲ့အတူကလေးတွေကိုပါခေါ်ပြီးတော့အတိုက်ရှိရာကိုသွားလိုက်ကြတာပေါ့။နောက်တော့သူတို့အားလုံးကအတိုက်တစ်ခုထဲမှာပဲအတူတူနေထိုင်ကြတော့တယ်။ တင်းတင်းကြီးကန်းမာလီကဝဝါစာကလေးမာလီကိုစပားကျွေးလိုက်တော့တယ်။ဘဝရေငါနင်းအတွက်စားစရာယူလာခဲ့တယ်။နင်းအတိုက်ထဲမှာထထလိုက်။ညကျရင်ကလေးတွေကဗိုက်စာနေမှာပေါ့။ငါရဲ့သားမင်းမင်းဆိုရင်ညတိုင်းစားဖို့အတွက်တစ်ခုမဟုတ်တစ်ခုပူစားလေးရှိတာ။ဒါဆိုရင်အေးအေးဆေးဆေးအနားယူကြတော့နော်။ကျေးဇူးတင်ပါတယ်နော်။အခုချိန်ကြီးလှုပ်ပေးခဲ့တာတွေကငါ့အတွက်အရန်အောင်များလွန်းနေပြီ။ဒီကျေးဇူးတွေကိုဘယ်တော့မှမမေ့ပါဘူးတင်းနေ။အော်ဘလို့ဖြစ်ပြီးတော့ကျေးဇူးတရားကြားဝင်လာတာလေ။ တငယ်ချင်းတယောက်အတွက်နောက်ထပ်တငယ်ချင်းတယောက်ကအမြဲတမ်းရှိနေပေးရမှလေနေစိတ်မှုဘဝနဲ့မိုးတိတ်သွားရင်ငါတို့အတူတူပေါင်းပြီးတော့အတိုက်ဆောက်ကြတာပေါ့ကိုကာလူလည်းချင်းနေကောင်းနေလောက်ပြီအဲ့လိုနဲ့ပဲမိုးကတိတ်သွားတော့တယ်ကလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ပေါင်းပြီးတော့ဝဝစာကလေးမလေးအတွက်ခိုင်မာတဲ့အိမ်အစ်စ်ကလေးကိုစောက်လိုက်ပေးလိုက်တော့တယ်။ဝဝစာကလေးမလေးကလည်းသူ့ရဲ့ကလေးတွေနဲ့အတူအတိုက်အသင့်ထဲမှာပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်တော့တာပေါ့ စစ်မှန်တဲ့တငယ်ချင်းဆိုတာဘလို့ဆိုတာမှန်ကာလူကြီးကနဲ့တင်းတင်းကြီးကမလေးတို့ကလည်းနားလည်သွားကြတော့တာပေါ့အဲဒီနောက်မှာအားလုံးအတူတူပြပြရွှရွှင်နဲ့နေထိုင်သွားကြပါတော့တယ်ချစ်ရတဲ့တငယ်ချင်းတို့ရေစစ်မှန်တဲ့တငယ်ချင်းဆိုတာကခက်ခဲနေတဲ့အချိန်မှာထားမသွားတဲ့သူမျိုးကိုခေါ်တာနော်အခက်ခဲရောက်နေတဲ့အချိန်မှာကိုယ့်ရဲ့အနာမှာအမြဲတမ်းရည်တည်ပေးပြီးတော့ကူညီပေးတဲ့သူကိုမှစစ်မှန်တဲ့တငယ်ချင်းလို့ခေါ်ရဲဆိုတာဒီပုံမြင်လေးကနေတင်ကန်းစာရသွားတာပေါ့